။အောက်စာရှိတဲ့သူထံမှာပညာရှိတဲ့သူတွေကခစားရပါတယ်ဖေဟာ။ဒါကြောင့်အောက်စာရှိသူကပညာရှိသူထက်ပိုပြီးတော့မြတ်ပါတယ်ဖေဟာ။ဒီနေ့မှာတော့စကားကြီးစေခွန်းတွေကတောင်သူရာခုတ်စကားပြောနေတဲ့ပတ်သက်တဲ့ပုံမြင်လေးကိုတင်ဆက်တော့မှာဖြစ်ပါတယ်ဗျ။တခါတော့ကဝိတေဟရိမင်းကြီးမှာပညာရှိအမတ်ကြီး၅ဦးနဲ့မဟောဒတာပညာရှိတို့ရှိကြတယ်။ဒီနေ့မှာတော့ဝိတေဟရိမင်းကြီးဟာ ပညာရှိအမတ်ကြီး၅ဦးနဲ့မဟာဒရာပညာရှိတွေကိုမိကုန်တစ်ခုမေးတော့လေလောကမှာဥစ္စာရှိသူကပုံမြတ်သလားပညာရှိသူကပုံမြတ်သလားကွမင်းကြီးကအဲ့ဒီလိုမေးကြလိုက်တဲ့အခါမှာတော့ပညာရှိအမတ်ကြီး၅ဦးတည်းကတိုင်းအမတ်ကြီးဟာအရှင်မင်းကြီးဖျားလောကမှာပစ္စည်းဥစ္စာရှိသူကပညာရှိသူတက်ပို့ပြီးတော့မြတ်ပါတယ်ဖျားအဲ့ဒီအခါမဟာဒရာဒုက္ခမေလေးကတော့အရှင်မင်းကြီးဖေဟာလောကမှာပညာရှိသူကဥစ္စာရှိသူတက်ပို့ပြီးတော့မြင့်မြတ်ပါတယ်ဖေဟာ အဲ့ဒီလိုဖြေချလိုက်တော့လေထိုအခါမင်းကြီးကကောင်းပြီပညာရှိမကြီးတို့ဒါဆိုရင်သင်တို့ဖြေတဲ့အဖြေနဲ့ပတ်သက်ပြီးတော့အကြောင်းအရာကိုလည်းရှောက်တင်ကြအကွက်ထိုအခါသိအမကြီးကဥစ္စာရှိတဲ့သူထံမှာပညာရှိတဲ့သူတွေကခစားရပါတယ်ဖေဟာဒါကြောင့်ဥစ္စာရှိသူကပညာရှိသူတဲ့ပို့ပြီးတော့မြတ်ပါတယ်ဖေဟာထိုအခါဘဟောတရာပညာရှိသူခမင်းကဥစ္စာရှိတဲ့သူတွေနာမကျန်းဖြစ်လာတဲ့အခါမှာပညာရှိတဲ့စေပညာရှင်တွေထံကိုချဉ်းကပ်ရပါတယ်ဖေဟာ ပြီးတော့ဥစ္စာပဲရှိပြီးပညာမရှိရင်လည်းကုသိုလ်အကုသိုလ်ကိုမခွဲခြားနိုင်ပါဘူးဖေဟာဒါကြောင့်ပညာရှိသူကဥစ္စာရှိသူတက်ပို့ပြီးတော့မြင့်မြတ်ပါလေဖေဟာထိုအခါသိမ့်မဲ့ပညာရှိကမဟောတရာတုခမင်းလေးရဲ့ရှောက်တင်ချက်ကိုမကျင်တတ်တာကြောင့်မင်းကြီးကိုထပ်မံရှောက်တင်တော့လေအရှင်မင်းကြီးဖေဟာအရှင်မင်းကြီးဟာစီးစိမ်ဥစ္စာတွေကြွယ်ဝချမ်းသာတဲ့ဘရင်တစ်ပါးဖြစ်ပါလေဖေဟာဒါကြောင့်ကျွန်တော်မျိုးလိုလိုပညာရှိတွေဟာအရှင်မင်းထံမှာခစားရတာပါဖေဟာ ဒါကြောင့်အောက်စာရှိသူဟာပညာရှိသူထက်ပိုပြီးတော့မြင့်မြတ်ပါလေဖေဟာခိုးခါမဟောတရာသူခမင်းကသိမ့်မက်ရဲ့လျှောက်ထားချက်ကိုချက်ချင်းပဲပြန်လဲခြေပါတော့တယ်ပညာရှိသိမ့်မက်ကြီးရဲ့လျှောက်ထားချက်ကမမှန်ကန်ပါဖေဟာဟုံးတော်၆ပါးနဲ့ပြည့်စုံတဲ့တပ်ပေညုတ္တဖေဟာရှင်ကိုတော်မြတ်ကြီးဟာမိတိပစ္စည်းဥစ္စာကိုမှတိုးလောင်သိသိထားခြင်းမရှိပါဖေဟာဒါပေမဲ့ထီဆောင်မင်းအပေါင်းနဲ့၃၁ပုံကလူနဲ့ပြမတတ္တဝါတွေအားလုံးကကိုးကွယ်စည်းကပ်ကြပါတယ်ဖေဟာ ။ဒါကြောင့်ပညာရှိသူဟာစီးစိမ်ဥစ္စာရှိသူတက်ပို့ပြီးတော့မြင့်မြတ်ကြောင်းမှာဖျက်။ပညာရှိမဟောတရာသူခမိန်လေးဟာအဲ့လိုပဲရှောက်တင်ထားလိုက်တော့လေ။ထိုအခါတိမ့်မဲ့ပညာရှိကြီးကဘလုံးမှထပ်ပြီးမပြောနိုင်တော့ဘဲနဲ့ပညာရှိတွေဟာစီးစိမ်ဥစ္စာရှိသူတက်ပို့ပြီးတော့မြင့်မြတ်တယ်ဆိုတာကိုလက်ခံလိုက်ရတော့တာပေါ့။ဒါကြောင့်ဒီဇလန်လေးထဲမှာမဟောတရာသူခမိန်ပြောသွားတဲ့စကားဟာတောင်သူရာခုတ်စကားပြောနည်းပဲဖြစ်တော့တယ်။တောင်သူရာခုတ်စကားပြောနည်းဆိုတာကတော့တောင်သူတွေဟာရာခုတ်တဲ့အခါမှာ ချုံငယ်တစ်ပင်ငယ်တွေကိုအရင်ဆုံးရှင်းလင်းခုတ်ထွင်ပြီးမှတစ်ပင်ကြီးတွေကိုခုတ်လဲတက်တဲ့သဘောကိုတောင်သူရာခုတ်စကားပြောနည်းလို့ခေါ်တွင်တော့လေအဲ့ဒီသဘောနည်းတူစကားအရာမှာလဲစကားငယ်တွေကိုပထမဦးဆုံးပြောပြီးခါမှာတစ်ဖက်လူမလုံနိုင်အောင်စကားကြီးဖြစ်ဖြစ်ပြောပြီးအနာယူတာမျိုးကိုတောင်သူရာခုတ်စကားပြောနည်းလို့ခေါ်ဆိုတော့လေဒါကြောင့်တောင်သူရာခုတ်စကားပြောဆိုနည်းကိုတော့စကားပြိုင်ဆိုင်ပြောတဲ့နေရာတွေစကနိုင်လူတဲ့နေရာတွေမှာအသုံးပြုလို့ရပါတယ်ဗျလူကြီးမင်းတို့ကြုံတွေ့နေရတဲ့နေ့စဉ်ဘဝမှာလဲ တောင်သူရခုစကားပြောဆိုနည်းကိုအသုံးပြုပြီးတော့အဆင်ပြေချောမေ့စွာဖြတ်တန်းနိုင်ကြပါစေဗျ။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီလာအထူးပဲကျေးဇူးတင်ရှိပါတယ်။